အင်းလေးမှာတားရက်လက်မင်္ဂလာပါ audio ဘိုင်းစွန်တိုင်းမှာကြိုဆိုပါတယ်ဒီကမှာတော့ကိုတိုးဆိုတဲ့ Facebook account နဲ့တင်ထားတာကိုဖပြပေးမှဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာကိုတိုးအင်းလေးမှာတားရက်လက်အင်းလေးရေဘေးမှာရောငလင်ဘေးမှာပါအင်းလေးဒေသရှိ မွေးလူနာတွေနဲ့တိခိုက်ဖျားနာဒဏ်ရာရသူတွေအတွက်နေရောညပါထွန်းလင်းနေတဲ့လာမင်းကြီးတစ်စင်းရှိခဲ့ပါတယ်အစိုးရလာမင်းကြီးကတော့ နံပံပြည်သူဆေးရုံကတာဝန်ခံဆေးရုံအုပ်ဆရာဝန်ဒေါက်တာလှထုခိုင်မှာပဲတရားပုံစံကနှုတ်ခမ်းမွေးဆဆအသားဖြူဖြူယူပါဖြောင်းဖြောင်းနဲ့တွေ့တဲ့အချိန်အပြုံးလေးရလူနာကိုဝေဒနာတဝက်သက်သာစေတယ်ပြောမယ်ဆိုရင်တော့ SKB တိုက်ပေါ့ကျောင်းတက်တုန်းကဆိုရင်လေပြိုတိုင်းခြိုက်တဲ့နင်းစီခိုင်ပေါ့လေကျွန်တော်ဆေးရုံကိုအလူကိစ္စသွားတိုင်းဆရာက operating theta gan ထဲမှာခက်များများရယ်ဝဲလူနာတွေရယ်အရေးပေါ်လူနာတွေရယ်မတော်တဆမှုလူနာတွေရယ်ကိုအရေးကြီးရင်ကြီးသလို9ရက်10ရက်အထိခွဲတယ်ဆရာစေရနာကြောင့်သူ့ဘက်ကိုယ့်ဘက် လူခွင့်ရတဲ့လူနာတွေမှာဖိတ်စင်မရှိသလောက်ပဲအရေးပေါ်လူနာကိုခွဲပြီးခွဲကန်းထဲကထွက် emergency kit လူနာပြေးကြည့်အရေးပေါ်လူနာပြီးတော့ cycle accident ဖြစ်တဲ့လူနာပြေးချုပ် ပြီးတော့အလူရှင်တွေလာတော့အလူပစ္စည်းတွေလက်ခံစကားပြောအလူရှင်တွေကိုဆဲယုံလိုက်ပြပြီးပြန်တော့မွေးလူနာထက်ခွဲပြီးပြန်တော့အရေးပေါ်ရောက်လာတဲ့လူနာပြေးကြည့်ပြီးပြန်တော့ဆဲယုံတဲ့လူနာတွေကို round လက်တရားကိုကုညီတဲ့သူနာပြုဆီယမတွေလည်းတယောက်မှသူနာပြုခန်းမှာထိုင်မနေရဘူးဆီယာနဲ့အတူခွဲခန်းပြေးအရေးပေါ်ပြေးဝတ်တွေတဲ့ပြေးနဲ့ လမ်းလျှောက်နေရတောင်းတခါတလေမှအနေဆုံးအမြန်လျှောက်နဲ့လိုတဲ့ဆေးပစ္စည်းလာယူပေးရင် အပြေးတက်ပဲဆရာလာထုခံရဲ့မေတ္တာစေတနာတွေကြောင့်ရေဘေးနဲ့လက်ရှိငလင်ဘေးမှာလူနာတွေတက်တာပျောက်ကင်းအားကိုးကြရတယ်ဆရာကလည်းအင်းသူအင်းသားတွေက အားကိုးကြချစ်ကြသလိုအင်းလေးနဲ့ညောင်ရွှေထိနာမည်ကောင်းထွက်တယ်တရားရဲ့ဒေတာရဲလူနာတွေပေါ်စေတနာကြောင့် ဈေးအလူရှင်လိုအပ်တဲ့ပစ္စည်းအလူရှင်တွေ လားလူကြတော့မရှိနွမ်းပါသူတွေဟာအစိုးရထုတ်ပေးတဲ့ဈေးအလူရှင်လှူဒါန်းတဲ့ဈေးတွေကြောင့်လိုအပ်တဲ့ဈေးတွေရှိနေရင်ဈေးဘုံမကုန်မဲ့အခမဲ့ကုသခွင့်ရရှိကြပါတယ်။ရှိရလူတွေအတွက်ဝေ2300ဟာမုံဟင်းငါးတပွဲသာသာရှိပေမဲ့အစင်မပြေခက်ခဲတဲ့လူနာတွေအတွက်တော့အရင်တော့ဆိုဝေမရှိလို့ဆဲရုံမတက်ရဘူးအခုတော့ ဝေမရှိလဲစေယုံလာပြရဲကြပါပြီဗျာနောက်တစ်ခုကဆရာဟာအလူရှင်တွေလာရင်စေယုံရဲ့အမရကယ်လိုအပ်နေတဲ့နေရာတွေလူနာတွေအတွက်လိုအပ်တဲ့နေရာတွေကိုသာဦးစားပေးအလူခံလို့စေယုံရဲ့လိုအပ်ချက်တစ်ခုအစဉ်ပြေသွားတိုင်းဆရာပြောနေတာတကယ်ကလေးတိုင်းမှာပဲကျွန်တော်ညောင်လေးပြန်ဖွဲကအထားပေးခဲ့တဲ့မိဆက်သွားလို့ရင်ဆရာကဆိုလာမိသေးတွေရရင်တော်တော်အဆင်ပြေမယ်ဆိုလို့ ဆိုလာမီသည့်အကြီးတွေ28လုံးကို လူနာဆောင်အပြင်ရှောက်လန်းဆဲရောင်အပြင်ဘက်တွေကိုတက်ဆင်လှူဒန်းပေးပြီးချိန်မှာတော့ဆဲရောင်အတွင်းပြင်လင်းထိန်နေပြီးညာဘက်မီးဆက်မနှိုးရတော့ဘူးမီးဆက်ကကလေးဖျားနာဆောင်နာဆိုတော့ညာဘက် ကလေးတွေရော တခြားအဆောင်တွေရော နားမငြီးရတော့တော်တော်ဆက်ချမ်းသာဖို့ကောင်းပါတယ်မီးဆက်တန်တော်တော်ကလည်းနားတော်တော်ဒုက္ခခံရပါတယ်အခုတော့ အဲ့ဒီဒုက္ခကင်းသွားပြီဇက်ရောင်အပြင်ပိုင်းမှာလိုအပ်တဲ့မိသေးကြီး၅လုံးနဲ့ထပ်လူပေးပါဦးမယ်ဝယ်ထားပေးပါပြီစုစုပေါင်းဆိုလာမိကြီး33လုံးတက်ဆက်ငါအပီစီ33သိန်း9300ချက်ပေါ်ဟာလူရန်ပေးပြပါပြီခင်ဗျာကျွန်တော်နဲ့မိတ်ဆွေများမှငလင်းဘေးတင်ဒေသများတွင် အမှန်တကယ်လိုအပ်နေသော နေရာများအတွက်စုပေါင်းလူရန်ပေးသောအလူဖြစ်ပါတယ်ဗျာတဲ့ရုံရဲ့ အရင်မှောင်းနေတဲ့နေရာတွေကိုမီးစက်မတုံးရပဲအခုလိုလင်းနေတာကိုမြင်ရတော့တော်တော်စိတ်ချမ်းသာမိပါတယ်။အရင်လိုဆရာဆရာမတွေလူနာတွေလူနာဆောင်တွေအမောင်ထဲမှာမသွားလာရတော့တဲ့အတွက်ဝမ်းသာပီတိဖြစ်ရပြန်ပါတယ်။အင်းလေးဒေတာရဲ့လာမင်းကြီးဆရာလှထူးခိုင်နေတဲ့ကွာအင်းလေးဒေတာရှိဆရာဆရာမများအလုံးကိုကျမ်းမှာစိတ်ချမ်းသာပါစေကြောင်းစူတောင်းလိုက်ရပါကြောင်းပါဗျာ။ချစ်ချင်းအဖြစ် ကိုတူ online car wash shop နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားအပေါင်းငလင်းဘေးနဲ့တကွဘေးပေါင်းရှံပေါင်းအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သအပ်ပါတယ်